အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာသည့်မတရားဖန်ဆီးခံခဲ့ရသူများဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ကရမန်နေ့တွင်ရဲစသက်ကြီးပုံမှ905ကားကြီးဖြင့်ပြစ်ဒဏ်ကျခံရသောအကျဉ်းသားစုစုပေါင်း385ဦးကိုလူငင်းခွင့်နှင့်ပြစ်ဒဏ်လျှော့ပေါ်မှုများပေးခဲ့ကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထို့ထဲမှ824ဦးကိုခံဝင်ဖြစ်လွတ်ပေးခဲ့ပြီးကျန်ရှိသော2361ဦးကိုမူပြစ်ဒဏ်များလျှော့ပေါပေးခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်၎င်းပုံမှန်ဖြစ်တရားစွဲဆိုထားရကထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ရဇဝတ်ကျင့်ထုံးဥပဒေပုံမှန်932ဖြင့်ပါအမှုဖွင့်ခံထားရသူ9580ဦး၏အမှုများကိုလည်းတပါးရေးပိတ်သိမ်းလိုက်ကြောင်းစစ်ကော်မရှင်အကြီးအကျယ်ချက်တွင်ဖော်ပြထားပါတယ်။ရှင်းကဲ့သို့သော လူငင်ချမ်းသာခွင့်ကြောင့်ဖန်စီထိမ့်သိမ်းခံရသူများတဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ဗဟိုပြန်ကြားရေးဌာနတွင်ထင်ရှားသူဖြစ်သည့်ဦးကြည်တိုးနှင့်အတူဘာကတာចောင်းသားခေါင်းဆောင်တဦးဖြစ်သူကိုဖိုးသားတို့သည်ယနေ့နိုဝင်ဘာ28ရက်တွင်အင်းစိတ်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခဲ့ပါသည်။အန်တီနဲ့အတူအလုလုဖို့အတင်းထားတဲ့ဟုပြန်လည်လွတ်မြောက်ခဲ့သည့်ဦးကြည်တိုးကသတင်းထောက်များကိုအင်းစိတ်ထောင်ရှိ၌ဖြေကြားခဲ့ပါသည်။ စစ်ကောင်စီ၏မတရားဖန်ဆီးခံရပြီးနောက်ယခုလိုလွတ်မြောက်လာခဲ့သည့်နိုင်ငံရေးအကျဉ်းသားများနှင့်တက်ချွာလှုပ်ရှားသူများ၏ပုံရိပ်များသည့်ကြီးမားသောစိန်ခေါ်မှုများအကြားမျိုးလေးချက်အလင်းရောက်ကိုပြန်လည်တွင်းမြင်ရခြင်း၏တည်တည်များပင်ဖြစ်ပါသည်လူမြောက်လာသူများအလုံးဘေးကင်းလုံခြုံစွာ၎င်းတို့၏ချစ်ခင်သူများထံပြန်လည်ရောက်ရှိကြသည့်ဓာတ်ပုံမှတ်တမ်းများကိုဖော်ပြအပ်ပါသည်။ဆက်လက်ပြီးဂျပန်လွတ်တော်အမှတ်များရုံမှပြုလုပ်မည်မြမအရေးကြားနာပွဲကိုနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ပြီးရှင်းလင်းပြောကြားမယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ ဂျပန်လွှတ်တော်အမတ်များရုံးမှပြုလုပ်မဲ့မြမအရေးကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနဖီတောင်စုဝန်ကြီးဒေါ်စင်မအောင်တက်ရောက်ပြီးရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့ NUG ရဲ့ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။မြမအရေးကြားနာပွဲကိုဂျပန်လွှတ်တော်အမတ်များရုံးမှဒီဇင်ဘာ၂ရက်ဒေသစံတော်ချိန်ညနေ၄:၃၀မိနစ်ကနေ၆:၃၀မိနစ်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာအရေးချားနာပွဲမှာပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကအတူရောင်ရွေးကောက်ပွဲနဲ့မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။အဲဒီချားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်တဲ့မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့လွှတ်တော်အမတ်များတမကတို့ကပူးပေါင်းစီစဉ်ဆောင်ရွက်ကြတာဖြစ်တယ်လို့သိရပါတယ်။ဂျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးရဲ့ရှင်နဲ့ချက်ပြီးကြပါစေရှင်။